ကျွန်တော်နဲ့တူဒီနေ့ကရင်ရိုးရာတာလဘော်ဟင်တစ်ခွက်ချက်ကြည့်ကြမယ်။အခုဒီနေ့ဖော်ပြပေးမယ့်ဗီဒီယိုလေးကတော့ကရင်လူမျိုးတွေရဲ့ရိုးရာဟင်တစ်ခွက်ဖြစ်တဲ့တာလဘော်ဟင်ဘလို့ချက်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ချက်မဲ့တာလဘော်ကတော့ဂန်ဂလာတာလဘော်ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့တော်လန်ခီးသွား Revolution Traveler Blog ဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ကြပါဦးနော်။ အခုဒါကတော့ကျွန်တော်ကရင်လူမျိုးတွေရဲ့ရိုးရာဟင်းတစ်ခွက်ဖြစ်တဲ့ဒီတလဘော့အချက်ဖို့ပေါ့နော်အဲဒီကာလာကဒါမိုးရသည်မဟုတ်တဲ့အတွက်ဒါကျွန်တော်မြင့်နဲ့ချက်မှာမဟုတ်ပါဘူးဒီကရင်ပေါ့နော်ပိုးကရင်အခေါ်စခါတို့လို့ခေါ်တဲ့ဒီအရွက်တစ်မျိုးပေါ့ဒီလေကွန်းနေထဲမှာအလေးကျပေါက်တဲ့အရွက်တစ်မျိုးနဲ့ကျွန်တော်ချက်မှာဖြစ်ပါတယ်အဲမြန်မာလူဆိုရင်တော့ဒီအရွက်ကိုဂန်ဂလာရွက်လို့ခေါ်ပါတယ်ဒီဂန်ဂလာကအချိုနဲ့အခါဆိုပြီးတော့နှစ်မျိုးရှိပါတယ်ပြီးတော့ဒီအဖြူမျိုးအနီမျိုးဆိုပြီးတော့လည်းတွေ့ရပါတယ် အဲဒီအပင်ရဲ့ပုံတံတန်ကမြေမှာပြန့်ပြီးတော့ပေါက်တဲ့အပင်မျိုးပေါ့နော်အခုကျွန်တော်ခူးနေတဲ့ဒီမြန်မာအခေါ်ကံကလာပေါ့နော်ဒီပိုးကရင်အခေါ်စခါတို့ဆိုတဲ့အယွက်နဲ့ကျွန်တော်ဒီနေ့ကံကလာတလဘောဟင်းချက်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးကိုကျွန်တော်မြေတားရက်ခံအပ်ပါတယ်ဒါကတော့ကျွန်တော်တို့လိုအပ်တဲ့အယွက်တွေကိုခူးပြီးတော့အိမ်ပြန်နေလမ်းဖြစ်ပါတယ် ဒါကတော့ကျွန်တော်ဒီဂန်ဂလာတက်လာဖို့မှာထည့်ချက်မဲ့ကြက်သားကိုရေစေးပြီးတော့ကျွန်တော်တို့ဒီกินဖို့ပေါ့နော်กินဖို့ရအတွက်ပြင်ဆင်มาပဲဖြစ်ပါတယ်ကျွန်တော်တို့ကြက်သားကိုရေစေးပြီးပြီဆိုရင်တော့กินဖို့ရအတွက်အနေတော်အတုံးလေးတွေတုံးပါတယ်ပြီးရင် ဒီချက်သားกินတဲ့အခါမှာအနံ့အရသာဒီညှိနှဲပျောက်သွားအောင်လို့ကျွန်တော်တို့ဒီစနုံးမုံပေါ့နော်စနုံးမုံရဲ့စားရဲ့အချိုမုံလေးအနှဲငယ်ရဲ့ထည့်ပြီးကျွန်တော်တို့ချက်သားကိုနှက်ထားပါမယ်နှက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့မီးဖို့ပေါ်မှာกินဖို့အတွက်ဒီဝါးနဲ့ပေါ့နော်ဝက်စိန်တုပ်ကိုကျွန်တော်တို့ခွဲထားပြီးတော့အဲ့ဒီမှာညှက်ပြီးတော့ဒီချက်သားကိုကျွန်တော်တို့กินမှာဖြစ်ပါတယ်အဲဒီကရင်တာလဘော့ကိုတချို့ကဒီခယူတွေဖားနေတယ်ပေါ့နော်မိုးရသည်မှာသူတို့ကဒီ မျိုးစုံပေါ့ချက်လေးရှိတယ်မြင့်တဲ့ချက်တာတွေရှိတယ်ဒီပြီးရင်ဖားလို့ခယူလို့စားတဲ့ငါးလို့နဲ့ချက်တာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကအခုမိုးရည်မဟုတ်တဲ့အတွက်ဒီတက်ကျွန်တော်ကချက်သားနဲ့ပေါ့နော်ဒီချက်သားကိုအသုံးပြုပြီးတော့ချက်ပြီးမှပဲဖြစ်ပါတယ်အဲဒါကတော့ဆန္ဒကျွန်တော်ပြောခဲ့တဲ့ကံကလာရွက်ပဲဖြစ်ပါတယ်အဲကျမ်းမာကြီးအတွက်အရန်ကောင်းတယ်လို့လည်းပြောကြတယ်အမျိုးသမီးတွေအတွက်ဖြစ်ပါစေအမျိုးသားတွေအတွက်ဖြစ်ပါစေဒီအရွက်ကကျမ်းမာကြီးအရန်ကောင်းတယ်လို့ပြောပါတယ်လူနယ်လည်းအရန်တဲ့တယ်လို့ပြောပါတယ် အခုဒါကတော့ဒါမြေမှာပေါက်တဲ့အပင်မျိုးဖြစ်တဲ့အတွက်မြေကြီးနဲ့အရန်ကက်ပြီးပေါက်တဲ့အပင်မျိုးဖြစ်တဲ့အတွက်ကျွန်တော်ရေးသေးချာဆေးပါတယ်။ဒါကတော့ကရင်တာလဘောချက်တဲ့အခါမှာအဓိကလို့ပြောလို့တောင်ရတဲ့စံလော်ပေါ့နော်။စံကိုကျွန်တော်တို့လော်ထားတဲ့အချိန်မှာဒီကြက်ကင်လေးကိုတွားကြည့်ရဲ။ကြက်ကင်လေးကကြက်ပြီးတော့မှွေးလာပြီဆိုရင်တော့ဒီကြက်ကင်လေးကိုကျွန်တော်တို့အတုံးတီးတီးတီးလေးတွေတုံးမှာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ကြိုက်တဲ့ဒီအသားနဲ့ချက်လို့ရရပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့မိုးရသည်မှာဆိုရင်ဒီကရင်ပြည်နယ်မှာခရူးတွေအင်မတန်ပေါ်တယ်ငါးအင်မတန်ပေါ်တဲ့အတွက်ခရူးတွေငါးတွေနဲ့ချက်လေရှိကြပြီမယ်လေကျွန်တော်ကတော့ဒါချက်သားနဲ့ချက်တာပါဒါဆိုရင်တော့ဆောနာကျွန်တော်လှော်ထားတဲ့ဆန်ကိုကျွန်တော်တို့ကျင်ရက်အောင် ထောင်းပါမယ်ဆန်လော်ကိုထောင်းတယ်အဆန်လော်ထောင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့စီမွေးတက်ဖို့ရတဲ့အတွက်ဇပလင်စက်တွင်ပြူစက်တွင်နီ ဒီဓာတ်တွေကိုကျွန်တော်တို့အရင်ဆုံးကြည့်ညံ့အောင်ထောင်းပါမယ်။စီမွေးတက်ဖို့အတွက်ဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်ကဒီတအိုးစာပဲချက်မှဖြစ်တဲ့အတွက်ဒီကျက်သွန်ဘူး450မွားပြီးရင်ကျက်သွန်ဒီ3လုံးပြီးရင်ကျွန်တော်တို့ဇပလင်အဲဓာတ်တွေကိုပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ချက်မဲ့ကန်ကလာတာလက်ပေါ်မှာထည့်သွင်းအသုံးပြုမဲ့အမျိုးမဲတွေပဲဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်စပြီးတော့စီမွေးတက်ပါတော့မယ်။ အဲဒါကတော့စီမွေးတက်ဖို့ရအတွက်အသုံးပြုတဲ့ဒဲအိုးပေါ့နော်အဲပြီးရင်တော့ဒါကျွန်တော်တို့ကဒန်အိုးနဲ့ပြောင်းပြီးတော့ချက်မှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒီကျွန်တော်တို့ကပုံမှန်ဆိုရင်တော့ဒီဆက်နှုံးမုံမထဲပဲနဲ့ဒီအဖြူပေါ့နော်ဟင်းကိုအဖြူနဲ့စားတောင်းကြပြီမယ်လေအဲကျွန်တော်ကတော့ဒီနေ့ဆက်နှုံးမုံလေးထည့်ပြီးတော့ချက်ပြမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒီစီမွေးတက်ထားတဲ့ထဲကိုဆောနာကျွန်တော်တို့ကင်ထားတဲ့ကြက်ကင်အတုံးလေးတွေထည့်ပြီးတော့အရင်ဆုံးဒီကြော်လိုက်တယ်ပေါ့နော်ဒီကြက်သားလေးလည်းအရသာထွက်လာအောင်ပြီးရင်ဒီကြက်သွန်လေးလည်းနွမ်းလာအောင်ပေါ့နော်အဲ့ဒီလိုမျိုးမှွေပြီးသွားပြီ ရင်သူတို့နှစ်ခုဒီအနံလေးမှွေးလာပြီဆိုတဲ့အချိန်ကြမှာဒါကျွန်တော်တို့ကဒီမီးဘိုးပေါ်မှာတင်ပြီးတော့ဆွမ်းတာကျွန်တော်တို့ထောင်းထားတဲ့ဒီဆန်လော်ပေါ့နော်အဲ့ဒီဆန်လော်ကိုထည့်ပြီးတော့မှွေးမှာပဲဖြစ်ပါတယ်အခုဒါကတော့ကျွန်တော်တို့ဒီဆွမ်းတာထောင်းထားတဲ့ဆန်လော်ရဲ့ဒီစီမွေးတက်ထားတဲ့ဟာရဲ့စက်သားကင်လေးရဲ့ကိုကျွန်တော်တို့ရောပြီးတော့အဲဒါမီးဘိုးပေါ်မှာကျွန်တော်တို့အပူပေးနေတာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီငပိပေါ့နော်စိမ်းစားငပိအနှဲငယ်ထည့်ပြီးတော့ချက်ပါတယ် ဒီတာလဘောဆိုတာကကရင်လူမျိုးတွေပေါ့နော်ယူကရင်လူမျိုးတွေအတွက်ရိုးရာအစားအစာလို့ပြောလို့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီတိုင်းရင်းသားတိုင်းတိုင်းရင်းသားတိုင်းတွေမှာကျွန်တော်တို့တွေရဲ့ဒီရိုးရာအစားအစာတွေရှိကြတယ်ပေါ့နော်ကရင်လူမျိုးတွေရဲ့ရိုးရာဟင်းဆိုရင်တာလဘောလို့ဆိုရမှာပဲဖြစ်ပါတယ်ဒါကဆိုရင်တော့ဆန္ဒကျွန်တော်တို့ဒီစီမွေးတက်ထားတဲ့အဲ့ဒီထဲမှာကြက်ကင်လေးထည့်တယ်ပြီးရင်ကျွန်တော်တို့ဆန်လော်ထည့်တယ်ထည့်ပြီးသွားပြီးတို့တွေကြက်ပြီးတော့ဆန္ဒပြောသလိုဆန်က ဒီနူးလာပြီးမကတ်တော့ဘူးဆိုရင်ကျွန်တော်တို့ရေထည့်ပါတယ်ရေထည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့တွေလိုအပ်တဲ့ဒီအချိုမုံတို့စားတို့ငံပြာရီတို့စားတဲ့အရာသားတွေထည့်ပြီးတော့ဒီအိုးကိုစုပွက်အောင်တည်ပါမယ်အိုးစုလာပြီးဆိုရင်တော့ဆောနာကျွန်တော်တို့လေခွင်းလေးကနေခူးလာတဲ့ချက်ခါတို့လို့ခေါ်တဲ့အရွက်အကံကလာရွက်ထည့်ပြီးတော့ပြင်တက်လဘောအချက်တာပဲဖြစ်ပါတယ်ကျွန်တော်စားပါတော့မယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ